ဂျာမနီကာကွယ်ရေးအသုံးစေသူမိခွင်အထက်လွှတ်တော်အသည်ပြုဂျာမနီရဲ့ကာကွယ်ရေးနဲ့စစ်ရေးအသုံးစေကို ကြီးကြီးမားမားသုံးပြေသုံးဆွဲခွဲပြုတဲ့ဥပဒေကိုအထက်လွှတ်တော်ကမတ်လ23ရက်နေ့မှာထောက်ခံအသည်ပြုပြီးဖြစ်ကြောင်းရိုက်တာသတင်းမှပါရှိပါတယ်။ဒုတိယကမ္ဘာစစ်နောက်ပိုင်းဂျာမနီရဲ့ကာကွယ်ရေးအနေအထားဟာတိတိကျကျပြောင်းလဲသွားပြီလို့ဗားလင်အခြေစိုက်သတင်းတွေကဖော်ပြပါတယ်။ ာကွယ်ရေးအတုံးစေကိုကတ်သက်ထားတဲ့အတွင်းဂျာမနီဟာစစ်အင်အားနဲ့ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုတွေတိုးချဲ့ဖို့တုံးဆွဲခွင့်မရှိသလိုယူကရိန်းကိုကူညီပေးရေးတွေပေးရမှာလဲအကက်သက်တွေရှိခဲ့တဲ့ဆိုပါတယ်။ဂျာမနီရဲ့ကာကွယ်ရေးအတုံးစေကိုချင်းချက်မရှိတိုးမြင့်တုံးဆွဲခွင့်ပြုဖို့အောက်လွှတ်တော်ကစတဲ့အသေးပြုပေးခဲ့ပြီးအထက်လွှတ်တော်ကပါသဘောတူလိုက်တာဖြစ်တဲ့အတွက်မကြခင်ဝန်ကြီးချုပ်ဖြစ်လာတော့မယ်။ free treatment အနေနဲ့ဂျာမနီကာကွယ်ရေးနဲ့ဥပဒေလုံခြုံရေးအတွက်စည်ရဲ့အသုံးစရာတွေဘယ်လိုသုံးစွဲမယ်ဆိုတာကိုထုတ်ဖော်ပြောဆိုလိုက်မယ်လို့ယူဆရကြောင်းချမ်းမန်သတင်းတွေကဖော်ပြပါတယ်။ယာတို့ကနေနှုတ်ထွက်ရတော့မဲ့ဝန်ကြီးချုပ် Olaf Scholz ထက်ကဂျာမနီရဲ့သောရအဝေးပြည်ဒုံးကြီးတွေယူကရိန်းကိုပေးဖို့အကြိမ်ကြိမ်ညှင်းဆုပ်ခဲ့တယ်လို့2025အတွင်းကူညီပေးဖို့ဂရိပြုထားတဲ့အနေကဒေါ်လာတန်3000ကျော်ကိုလည်းမပေးဘဲဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ အထက်လှုပ်တော့ရဲ့ထောက်ခံအသေးပြုတ်ချက်ရပြီးနောက်မှာတော့ဆိုင်းငံ့ထားတဲ့ဒေါ်လာတန်3000ကျော်ကို ယူကရိန်းကိုပေးဖို့လှုပ်တော်ဘတ်ဂျက်ကော်မတီကအသေးပြုတ်ပေးလိုက်ပြီးဖြစ်ကြောင်းဘာလင်ချေဆိုင်သတင်းတွေက ဖော်ပြပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။